မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးကိုတနက်၄လခဲရမ်းများထောက်ပို့ရင်းများနဲ့အတူဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ28ရက်နေ့ပြည်ဦးလွင်ခရိုင်ပကဖနဲ့မရိယာမြို့နယ်ပကဖတို့ကစစ်ကောင်စီဘက်ကတပ်သား၄ဦးကို တနက်၄လထောက်ဖို့ရင်းများနေတဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးရရှိထားတဲ့၄ဦးတည်းကတပ်သား၂ဦးဟာလက်ယုံတက်ဖြစ်တယ်။ကပ္ပစတက်ကစစ်သားများဖြစ်ပြီးတော့ကျန်တဲ့၂ဦးဟာလည်းလက်ယုံတက်များကဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းမြောက်ဒေသနယ်မန္တလေးတိုင်းမှာ1027ဆက်စင်ရေးအပိုင်းနှစ်တတိယမြောက်နေမှာ မိုးကုတ်ရဲစခန်းနဲ့အုံမခါရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကို TNL ကသိမ်းပိုက်ခဲ့ပြီးတော့မြို့နယ်၅ခုမှာတိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မိုးကုတ်မြို့နယ်အေးစီဒီမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ88လက်အောက်ခံလပခခလာရ148တပ်စခန်းကိုဇွန်လ28ရက်နေ့မနက်၈ :30 မိနစ်ခန့်မှာ တောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့မိုးကုတ်ရဲစခန်းကိုလည်းတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့သိရပါတယ်။ဇွန်လ28ရက်နေ့မနက်9:40မိနစ်ခန့်ကကြောင်မဲမြို့မှာတောင်းတပ်မတော် TNL နဲ့မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့တို့ကအချမ်းဘတ်စစ်ကောင်စီရဲ့စက္ကခ1ခမရ901 902ခန့်တပ်စီပင်ဖုံးတော်ကြီးကြောင်းနဲ့နောင်ပြစ်စတဲ့နေရာများမှာနှစ်ဖက်ထိပ်တွေ့တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်နောင်ချိုမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ114တပ်စခန်းကိုတောင်းတက်မတော် TNL စစ်ကြောင်းကမနက်6နာရီ6မိနစ်ခန့်မှာဝင်းရောက်တိုက်ခိုက်ခဲ့ပြီးတော့မနက်10နာရီခန့်မှာအုံမခါရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုတောင်းတက်မတော် TNL ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။နောင်ချိုရဲစခန်းကို TNL ကတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာမူးရဲစေဝါ၊ရာမစေပြားများတိုက်စီရရှိခဲ့တယ်လို့သိရပါတယ်။ နောင်ချုံမြို့မှာလည်းမနက်7:00နာရီ14မိနစ်ခန့်မှာတောင်းတက်မတော်ကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တစ်တစ်လေးတိုက်ရဲစခန်းကို112လေယာဉ်နဲ့၎င်းမနက်7:00နာရီခွဲအချိန်မှာ Jet Fighter နဲ့၎င်းလာရောက်ဘုံကျဲခဲ့တယ်လို့သိရပါတယ်။တောင်းတက်မတော် DNL နဲ့မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့ဟာအကြမ်းဖက်စစ်ကောင်စီရဲ့606တပ်စခန်းကိုမနက်7:00နာရီကမှတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့စစ်ကောင်စီက112လေယာဉ်နဲ့9ချိန် Jet Fighter နဲ့18ချိန်လာရောက်ဘုံကျဲချခဲ့တယ်လို့သိရပါတယ်။ မွန်လွဲ7နာရီ40မိနစ်ခန့်မှာမိုးမိတ်မြို့နယ်လေကြီးရွာအနီးတစ်ဝိုက်မှာတောင်းတက်မတော် DNL ကအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဇော်လ26ရက်နေ့ကလည်းကြောင်မဲမြို့နယ်မှာတောင်းတက်မတော်ထံမှာလက်နက်ချအလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်18ဦးနဲ့အတူ60မမ2လက်ဆက်လက်6လက် RPG 7 2လက်စနိုက်ပါ2လက်ပစ္စတို5လက်မိုင်း5လုံး60မမဘုံးဒီနဲ့ RPG ဘုံးဒီများအပြင်စစ်အုံဆောင်ပစ္စည်းများလက်နက်မျိုးစုံ56မျိုးနဲ့ ခဲယမ်းများစွာကိုတင်စီရမိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ update သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel က one in ထိနေတဲ့အတွက်နေ့စဉ်သတင်းများကိုကျွန်တော်ရဲ့ channel အသစ်ဖြစ်တဲ့ Revolut Burma News Channel မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါမယ်ခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့အလူငွေထည့်စရာမလိုပဲ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နောင်ချိုမြို့မှာရဲစခန်းကတိတ်ဆီရရှိထားတဲ့မူရဲစေဝါမှတ်တမ်းဓာတ်ပုံများကို TNL ကထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ28ရက်နေ့မှာနောင်ချိုမြို့ရဲမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံအစိုးရရုံးများကို TNL ကတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာ မြို့မှာရဲစခန်းအတွင်းကမူရဲစေဝါပစ္စည်းများနဲ့ယာမစေးပြားအမြောက်အများကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။နောင်ချိုမြို့အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဇွန်လ26ရက်နေ့မှာ TNL ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့ဇွန်လ28ရက်နေ့မှာဌာနဆိုင်ရာရုံးများကိုလိုက်လံစစ်ဆေးတဲ့အချိန်မှာမြို့မှာရဲစခန်းမှာအဲ့ဒီမူရဲစေဝါများကိုရှာဖွေသိမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးတိုင်းမိုးကုံမြို့ကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးလေကြောင်းတို့နဲ့ရန်တမ်းပစ်ခတ်ဗုံးကျဲနေပြီးတော့ပြည်သူများထိခိုက်ဒေဆုံးမှုရှိကနေအိမ်များလည်းပျက်စီးခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ဇွန်လ28ရက်နေ့မွန်လွယ်ဆက်နန္ဒာရီဝင်းကျင်မှာမိုးကုတ်မြို့အနောက်ပိုင်းကြက်ပြင်းမြို့မှာမှာရှိတဲ့အိမ်တလုံးပေါ်ကိုလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။မွန်လွယ်တန ਾਈ 45မိနစ်ခန့်မှာလဲကတဲရမှာရှိတဲ့အမျိုးသမီးတူလက်နက်ကြီးထိမှန်ပြီးတော့တေဆုံးခဲ့တယ်လို့သိရပါတယ်။မြို့သူမြို့သားတွေပြေးစရာမြေမရှိတော့ဘူး။ထွက်ပေါက်ကတက်လမ်းမဲ့ရှိတာ အဲ့ဒါကိုစစ်ခွေးတွေကမိုးကုတ်မန္တလေးလမ်းတွေကိုပိတ်တရားတွေကိုချိုးထားတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါဗျ။ဒါအပြင်မွန်လွဲပိုင်းမှာအကြမ်းဖက်စစ်ကောင်စီကကြက်ပြင်စာတင်ကြောင်းရှိတရားပေါ်ကိုလေရင်နဲ့ဘုံကျဲခဲ့တဲ့အတွက်ကြောင့်နေအိမ်များပျက်စီးခဲ့ရကြောင်းသိရှိရပါဗျ။ မိုးကုံမြို့အရှိပိုင်းမှာလည်းလက်နက်ကြီးကြကနေအိမ်များပျက်စီးဆုံးရှုံးမှုတွေရှိကြောင်းဒေသခံပြည်သူတွေစီကသိရပါဗျ။ရာသီဥတုကလုံးဝမကောင်းတော့လေရင်တွေကထိချင်ရာထိဆိုပြီးတော့ထင်းတိုင်းကျဲသွားတာမြို့ကတော်တော်လေးကိုအထိနာနေပြီလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါဗျ။လက်ရှိအချိန်မှာမန္တလေးမိုးကုံလမ်းပိုင်းဟာအတက်အစင်းပိတ်သွားပြီဖြစ်တယ်လို့ဒေသခံပြည်သူများကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်တီးတိမ်မြို့နယ်တိုင်းငင်းကျေးရွာမှာရှိတဲ့တပ်စခန်းမှာပြက်လက်နေရယူဖို့အတွက်ကြိုးပမ်းလာတဲ့စစ်ကောင်စီတပ်ဟာဇော်လ26ရက်နေ့မှာအဲ့ဒီဒေသကနေပြီးတော့စုတ်ခွာထွက်ပြေးသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လ18ရက်နေ့မှာတီးတိမ်မြို့ကနေပြီးတော့အင်အားတရာကျော်ပါတဲ့စစ်ကောင်စီတပ်ဟာစီးရင်ဒေသကိုထွက်လာပြီးတော့အဲ့ဒီနေ့မှာပဲ PDF ဇူလန်တိမ့်ပိုက်ထားတဲ့ကနေဒီတောင်ကိုစစ်ကောင်စီကပြန်လည်တိမ့်ပိုက်ခဲ့တယ်လို့ဖော်ပြထားပါဗျ။ အဲ့ဒီကနေဒီတောင်ကစစ်ကောင်စီတပ်များဟာတိုင်းငင်းကျေးရွာဘက်ကိုဥတီလာတဲ့အတွက် CDF စီရင်ရဲဘော်များကတိုင်းငင်းနဲ့ကနေဒီကြားမှာအချင်းချင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ရာအထိနာနေတဲ့စစ်ကောင်စီတပ်ဟာဇော်လ22ရက်နေ့မှာတိုင်းငင်းရွာမှာရှိတဲ့နေအိမ်များကိုမိရှို့ခဲ့တယ်လို့အသိပေးထားပါတယ်။ စစ်ကောင်စီတပ်ကတိုင်းငင်းစခန်းကိုပြန်လည်ထိန်းချုပ်ရန်ကြိုးပမ်းလာတဲ့အတွက်ကြောင့်ချင်းပြည်ကောင်စီချင်းပြည်အစိုးရကာကွယ်ဝင်ကြီးဌာနအောက်မှာရှိတဲ့ချင်းအမျိုးသားတပ်မတော် CNA နဲ့ပူးပေါင်းတပ်ဖွဲ့များကတိုင်းငင်းကိုရောက်ရှိနေတဲ့စစ်ကောင်စီတပ်များကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဟာဇွန်လ23ရက်နေ့မှာတိုင်းငင်းမှာရှိတဲ့ဖျားချောင်းစတင်ကြောင်းများအပါအဝင်ပြည်သူများရဲ့နေအိမ်23လုံးကိုထပ်မံပြီးတော့မီးရှို့ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့ချင်းပူးပေါင်းတပ်ရဲ့ ဒရုန်းနဲ့ဇက်တိုက်ဖိအားပေးတဲ့ဒဏ်ကိုမခံနိုင်တဲ့စစ်ကောင်စီတပ်ဟာဇော်လာ26ရက်နေ့မှာတိုင်းငင်းကနေပြီးတော့ခိုင်ကန်းကိုတော်လန့်ကိုအုံပြုပြီးတော့ထွက်ပြေးသွားတယ်လို့ CDF စီးရင်ကထုတ်ပြန်ထားပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာခိုင်ကမ်းမြို့မှာရှိတဲ့ရဲစခန်းကိုဇွန်လ28ရက်နေ့မှာရောက်ရှိသွားတယ်လို့မြေပြင်သတင်းကြားသိရကြောင်းဖော်ပြထားပါရယ်စစ်ကောင်စီကတိုင်းငင်ရွာကိုမိရှုဖြတ်စည်းခဲ့ရာအိမ်ပိုင်ရှင်များကိုလည်းအသေးစိတ်စုံစမ်းစည်ရင်းောက်ပြီးတော့အကောင်းဆုံးပြန်လည်အကူအညီထောက်ပံ့ပေးဖို့တာဝန်ယူသွားမယ်လို့ CDF စည်ရင်းကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်ထုံးကြီးရွာသားဦးစိုးအောင်ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကပြစ်တက်လိုက်ပြီးတော့သူ့ရဲ့မိန်းမဖြစ်သူကိုမတိန်ကျင်ရန်ကြံစီခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ28ရက်နေ့မနက်9:00နာရီကမှရွာသားရွာကနေပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပြူစောထီးများကထုံးကြီးရွာမှာရိတ်ခါဝယ်ယူပြီးတော့တန်ကုန်မော်တော်နဲ့ပြန်လာတဲ့အချိန် အေယာဝတီမြေအတွင်းမှာရေမျောထင်းများကိုဆယ်ယူနေတဲ့မြာစိမ်းရွာသားကိုစိုးအောင်နဲ့၎င်းရဲ့ဇနီးဖြစ်သူကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးခံရပြီးတဲ့နောက်မှာဦးစိုးအောင်နဲ့၎င်းရဲ့ဇနီးဖြစ်သူမတ်တီတာအေးကအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကတော့ပြီးတော့တောင်းပန်ခဲ့တော့လဲယောက်ျားဖြစ်သူကိုစိုးအောင်ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကပြစ်တက်ခဲ့ပြီးတော့ဇနီးဖြစ်သူမတ်တီတာအေးကိုမဒိန်ကျင်ရန်ကြံစီနေတဲ့အချိန် ရေထဲကိုခုန်ချပြီးတော့ထွက်ပြေးသွားတဲ့အတွက်ကြောင့်လွတ်မြောက်သွားခဲ့တယ်လို့သိရပါတယ်စစ်ခွေးတွေပြတ်တက်သွားတာမနက်ကဥဆိုးအောင်အသက်45နှစ်ဘာတိုက်ပွဲမှမရှိဘူးထုံးကြီးကနေပြီးတော့ရိတ်ခါဝယ်ပြီးအပြန်မှာစစ်ခွေးတွေဖမ်းဆီးပြီးတော့တတ်ဖြတ်သွားတာလို့စင်ကူးမျိုးနဲ့ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများကမြေကမ်းဘေးမှာရှိတဲ့အေးသာယာရွာတဲကိုရန်တပ်ပစ်ခတ်ခဲ့ပြီးတော့ခြေရွာနေပြည်သူနှောက်ပြင်းထန်ဒဏ်ရာရရှိပြီးတော့ဆေးရုံကိုပို့ဆောင်ကုသနေရကြောင်းတရင်ရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးဝဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ